ဂျိုဆင်းမော်ရီညိုရဲ့ချယ်ဆီကိုချစ်တဲ့စိတ်ကကြက်သိမ်းထကြရအောင် ကောင်းပါတယ်ဗျာမင်္ဂလာပါကိုခဲအေးချယ်ဆီဖန်ပေ့ချ်ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ။တဆက်ရဲ့ဖော်ပြချက်တစ်ခုတည်းမှာဆိုရင်မော်ရီညိုရဲ့ချယ်ဆီအသင်းပေါ်ချစ်တဲ့စိတ်တစ်ခုကိုဖော်ပြသွားခဲ့တယ်။ကြောက်စရာကြီးဗျာကြက်သိမ်းထကြရအောင်ကောင်းတယ်။မော်ရီညိုကျွန်တော်ရဲ့လည်းချစ်ပါတယ် မော်ရီညိုနဲ့ပတ်သက်ပြီးအမှတ်တရတွေအများကြီးရှိတယ်ကျွန်တော်တို့တကယ် Godfather ကြီးပါကျွန်တော်တို့ဒီချက်သီးပွဲတွေကိုငယ်စဉ်တောင်ကြီးကလေးဘဝတုန်းကလီဆောက်တို့ဟက်ဆဘိန်းတို့နဲ့ရိုမန်မတိုင်ခင်ခစ်ကိုမှီခဲ့ပေမဲ့တဏ္ဍန်ဆွဲတော့မဖြစ်သေးဘူးဗျမိဘလက်အောက်ကလွတ်မှမလွတ်သေးတာဟုတ်ဒီနှစ်ပေဆလောင်းရှိတဲ့ဘလုံးမွဲယုံတွေသွားခြင်းမိဘလူစုံရှိတော့ကိုသားသမီးကိုစိတ်မချပဲမလွတ်ဘူးမြဝတီကပြတဲ့ပွဲပဲကျွန်တော်တို့ကြည်ရတာ ါမဲ့ဘောလုံးပွဲကိုယူတုပ်ပြီးအရွယ်တစ်ခုရောက်လာတဲ့အချိန်မှာတော့ကျွန်တော်ချဲစည်းပွဲတွေအလွတ်မပေးတော့ဘူးအဲ့အချိန်မှာရိုမန်မော်ရီညိုကွက်တီအပြောချင်တာချဲစည်းဆိုတဲ့အတင်းတင်းကျွန်တော်တို့ယင်ထဲမှာကိန်းအောင်ခိုလုံလာဖို့အတွက်အစပြုပေးခဲ့သူကမော်ရီညိုမော်ရီညိုကျွန်တော်စတိခဲ့တာပေါ်တိုနဲ့မိုနာကိုဖိုင်နယ်ပွဲစဉ်မှာစတိခဲ့တာအဲ့တော့မော်ရီညိုအကြောင်းပူဇော်ပေးပြီးရေးကြတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီ နှစ် final ကအသင်းတစ်သင်းမှမတက်ဘူးမိုနာကိုနဲ့ပေါ်တူတက်တာဗျာဘယ်သူမှစိတ်ဝင်စားစိတ်ဝင်စားတဲ့အခါကျတော့ဂျာနယ်တွေကပြိသက်စိတ်ဝင်စားလာအောင် မော်ရီညိုဆိုတဲ့ပုံကိုအကြောင်းတခုတ်တရဖော်ပြကြတယ်ဒါကလည်းနိုင်ငံခြားမီဒီယာတွေကဖော်ပြလို့ပါလူငယ်လူရွယ်နီးဗျာမာနာရှိတယ်မာစတာဂိမ်းပလန်ကောင်းတယ်အထာကြတယ်လောင်းကုတ်ရှေ့ကြီးနေဗျာပေါ်တူမှာလုံးဝတင်မလားဟိုမျက်နာကျွတ်ဆက်ဆက်ပုံစံမျိုးနဲ့ပေါ့နော် အဲ့ဒီကလေးကဒီဘဲကိုကျွန်တော်တို့စိတ်ဝင်စားခဲ့တာအဲ့တော့ဒီဘဲပေါ့ဗျာเนาะကျွန်တော်တွေလည်းကလေးပဲရှိသေးတော့ကိုရီချဲစီတဲ့နီးပြဖြစ်လာတဲ့အချိန်မှာတော့ဘလို့ပြောလို့ပြောမှန်းမသိဘူးအဲ့ကျွန်တော်ချဲစီကလည်းလုံးဝပုံကပြောင်းသွားတယ်ရာနီယေးဆိုတာရိုမန်လက်ထက်မှာပထမဆုံးကင်တွေ့ခဲ့တဲ့နီးပြရန်နီယေးဘလောက်အနေအေးလဲဗျာရန်နီယေးကြီးလည်းနီးပြကောင်းမယ်ကျွန်တော်မှတ်မိတယ်ပထမဆုံးတစ်နှစ်မှာဒုတိယပဲရတယ်အနေအေးတယ်ရန်နီယေးကြီးကမော်ရီညိုလိုမဟုတ်ဘူးညနေညနေညံပြညံဝါတွေမထုတ်ဘူးအဲ့အီတလီသားကြီးကအနေအေးပြီးတော့ပုံမှန်အတိုင်းပဲ ကစားတာဒါပေမဲ့မော်ရီညိုကျတော့အဲ့ဒီ running game နဲ့ဖြောင်းပြန်ဖြစ်သွားတဲ့အခါမှာကျွန်တော်မော်ရီညိုကို Chelsea ပြိသက်တော်တော်များအသေးသေးဖြစ်ခဲ့တယ်မော်ရီညိုကြောင့် Chelsea ပြိသက်ဖြစ်လာတဲ့သူတွေဒုနဲ့ဒေးဗျာတပုံကြီးအဲ့တော့ကြောင့်နီးပြကောင်းတွေဘလောက်ပဲကျွန်တော် Chelsea မှာရှိရှိမော်ရီညိုတော့တခြားသူတော့မသိဘူးပေါ့နော်ကျွန်တော်အချစ်ဆုံးပဲအမြဲတမ်းလို့လည်းရင်ထဲအသေးထဲမှာရှိနေမှာမော်ရီညိုဘယ်ကလပ်အသင်းနေနေပဲကင်တွေကင်တွေ ဘယ်ကလပ်တင်းတွေကိုပဲပြောင်းပြောင်းကျွန်တော်ကတော့ Chelsea နီးပြအဖြစ်ပဲမျက်လုံးထဲမှာအသင်းနှလုံးထဲမှာမြင်နေမှာဗျကျွန်တော်ညီကိုတွေဘောလုံးပွဲကစားချင်တယ်ဆိုရင်တော့ Senior Torches စီမှာ Monga 6 Ainback 9ရှိခိုးနဲ့ငါးတလုံး Mist တို့ကို Member တစ် Unit ဖြစ်အပူစုကြီးနေတယ်ရှင်ကြီးတော်ကစားလို့ရတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘပနမတ်39 893 180မှာဆက်သွယ်ဆုံးမဲ့မေးမြန်းလို့ရပါတယ်ခင်ဗျာโอเคအဲ့တော့မော်ရီညိုကလည်းကျွန်တော်တို့နဲ့တူတူပါပဲသူ Chelsea လေ့ကျင့်ကွင်ကော့ဘန်နဲ့နီးတဲ့နေရာမှာအိမ်ရှိတယ်ပေါ့နော်အဲ့တော့ तू ကဘောလုံးမွေး သုံးသက်ခံမှန်းတဲ့သူတယောက်ဖြစ်ခဲ့ရင်ね football pandit ပေါ့ဗျာ football pandit တယောက်ဖြစ်ခဲ့ရင်ねကျွန်တော် chelsea နဲ့ဘယ်အသင်းနဲ့ကစားရပါလိမ့်စေကျွန်တော်တော်တော်ပြောမယ့်အချက်၄ချက်ပဲရှိတယ်တဲ့ chelsea ကအနိုင်ထိုက်တန်တဲ့အသင်း chelsea ကကွင်းထဲမှာကစားပုံအကောင်းဆုံးအသင်း chelsea အသင်းနစ်နာစေတဲ့ဒိုင်ဆုံးဖြတ်ချက်တွေဟာအကုန်လုံးမှားတယ် man of the match အကောင်းဆုံးကစားသမားကလည်း chelsea ကစားသမားပဲဖြစ်ရမယ်တဲ့ ်ဒါကသူဘောလုံးမဲ့သုံးသက်သူတယောက်ဖြစ်လို့ချက်စီးနဲ့တခြားသင်းတင်းတင်းတွေ့တဲ့အခါတိုင်းသူပြောမဲ့စကားပေါ့နော်အဲ့တော့မော်ရီညိုကချက်စီးကိုအလောက်ချက်တာအဲ့မော်ရီညိုသားကဘောလုံးနီးပြလောကအနားယူခဲ့ရင်ဘောလုံးဝေဖန်သုံးသက်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုပြီးအင်တာဗျူးတစ်ခုမှာလည်းသူပြောသွားခဲ့ပါတယ်သူ့ရဲ့အဓိကအယူရချက်ကတော့ချက်စီးကိုဝေဖန်နေတဲ့သူတွေကိုအသိပ္ပံရတယ်အများရန်ကာကွယ်ပြောသူချင်တယ်ဆိုပြီးတော့သူပြောခဲ့တာကျွန်တော်ကြားသိခဲ့မှုပါတယ်အဲ့တော့မော်ရီညိုရဲ့ချက်စီးအသင်းကို ချစ်တဲ့စိတ်ကြီးကတော့ကျဲနေပေါ့နော်စတော့မော်ရီညိုသာနီးပြဘွားအနားယူပြီးတကယ်လို့ဘောလုံးပွဲသုံးသက်တဲ့သူနော်ဖုတ်ဘောပန်းတစ်တယောက်ဖြစ်လို့ဟာသူ့ရဲ့ပြောစကားကြီးကျွန်တော်အခုကလေးကချူတင်ပြီးတော့ရှင်းခုံနေမိပြီအချက်စီးနဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်တွေပေးမလဲအဲကျွန်တော်ထင်တာကတော့ဟိုကောင်းချင်းတွေကြီးပဲလုံးဝပြောမှာတော့မဟုတ်ပေါ့နော်တချို့အပိုင်းလေးတွေကတော့စေတနာလေးနဲ့ထောက်ပြမှုတွေတော့ရှိမှာပေါ့ဘောလုံးကလပ်တင်းတင်းကလက်ရှိအခြေအနေစိုးနေရင်တော့အကောင်းတယ်ပဲ တာပြီးပြောနေလို့တော့လည်းဘယ်ဖြစ်မလဲပေါ့နော်မော်ရီညိုကချယ်ဆီပေါ်မှာစေတနာအပြည့်ရှိတယ်ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ဘေးနာနေစပိုတင်လောက်ဖို့အသင့်နေတာရှိနေပါတယ်ဒါကျွန်တော်တယောက်တည်းအမြင်ကမော်ရီညိုတော့အဲ့လိုဘလုံးမွဲသုံးသက်ခံမှန်းတဲ့သူတယောက်အနေနဲ့မမြင်ချင်တာအမှန်ပဲကျွန်တော်ဂျိုဆေကိုချယ်ဆီနဲ့ပတ်သက်ပြီးတော့အကြံပေးတယောက်အနေနဲ့ပဲဖြစ်ဖြစ်နော်နိုင်ယက်ကတယောက်အနေနဲ့ပဲဖြစ်ဖြစ် အသင်းရဲ့ဘုတ်ဖွဲ့ထဲမှာကျွန်တော်ရှိသေးခြင်းတယ်ယူနိုက်တက်အသင်းကဆာလတ်ဖာဂူဆန်ကိုတခိတခါဘုတ်မန်မာတရားအဖြစ်ထည့်ထားသလိုမျိုးအခု top bowl လေးတွေတည်လဲမော်ရင်ဂျိုဘုတ်မန်မာတရားအဖြစ်ထည့်သွင်းဂုဏ်ပြုစေခြင်းပါတယ်ခင်ဗျာဒါတော့မော်ရင်ဂျိုနဲ့ပတ်သက်ပြီးရေထဲမှာထိမိတဲ့အကြောင်းအလေးတခုကိုပြန်လည်သုံးသပ်ဆွေးနွေးခဲ့တာပါကျွန်တော်ညီကိုတွေရောမော်ရင်ဂျိုနဲ့ပတ်သက်ပြီးတော့ဘလူးခန်းစားချက်တွေရှိသလဲဘလူးတွေအမှတ်တရတွေရှိသလဲ comment မှာဝင်ရောက်ဆွေးနွေးသုံးသပ်သွားနိုင်ပါတယ်ခင်ဗျာ